ွန်ဆောင်မေမေတို့အနေနဲ့ကွန်ဆောင်ချိန်မှာကျမတဲ့အမေကျမတဲ့ကလေးဖြစ်ဖို့အတွက်ဆိုရင်ဒီအချက်6ချက်ကိုလိုက်နာဖို့ရအရေးကြီးပါတယ်။ဟဲ့လိုမင်္ဂလာပါ။ကျွန်တော်ကတော့တာဖာမီရဲ့အထူးကူဆရာဝန်ဒေါက်တာအောင်ဦးကြီးဖြစ်ပါတယ်။ဒီနေ့မှာတော့ကွန်ဆောင်မေမေတို့ကွန်ဆောင်ချိန်မှာလိုက်နာမယ့်အချက်6ချက်ကိုကျွန်တော်ဝေမျှပေးသွားချင်ပါတယ်။နံပါတ်6ချက်လေးကတော့အရင်စဉ်းစားဖို့ကောင်းပါလေ။နံပါတ်1အနေနဲ့ကကြတော့ ကိုယ်ဆောင်မိမျိုးတို့ဟာနေ့စဉ်အရေးဝဝအိပ်ဆက်ဖို့အရေးကြီးပါတယ်။တရက်အိတ်ချိန်၈နာရီရှိဖို့လိုအပ်ပါတယ်။တက်နိုင်များကိုယ့်ရဲ့အိတ်ချိန်မှာဖုန်းသုံးတာတွေ screen time တွေကိုအများကြီးပေးတာတွေကို short ချသင့်ပါတယ်။နံပါတ်၂အနေနဲ့ကြတော့အာဟာရပြည့်ဝစွာစားသုံးဖို့အရေးကြီးတဲ့အကြောင်းပါ။ကိုယ်ဆောင်မိမျိုးတို့ဟာ folic acid တန်တဲ့ omega 3တွေကိုလိုအပ်ပါတယ်။ဒီအတွက်ကြောင့်အသားငါအတိရွဲ့ပဲစုံလင်စာစားပေးဖို့လိုအပ်ပါတယ်။နောက်ပြင်ဒီကိုယ်ဆောင်အမေတို့အတွက်သတ်မှတ်ထားတဲ့ folic acid တန်တက် omega 3 multivitamin အားစေးတွေကိုလည်းနေ့စဉ်ပုံမှန်တောက်တုံးပေးသင့်ပါတယ်။တစ်ဖက်မှာလည်းပဲအသားစိမ်း၅စိမ်းတွေကိုစားတော့ဖို့ရမတင်ပါဘူး။နောက်တစ်ခုမကြူမချက်ရသေးတဲ့နွားနုစိတ်နုများကိုလည်းမကြူမချက်ရပဲနဲ့မတောက်တင်ပါဘူး။ကလေးတွက်ရောအမေတွက်ရောအန်ဒီရရှိပါတယ်။နံပါတ်၃အနေနဲ့ကြတော့ဒီကုံဆောင်မေမေတို့ဟာစစ်လိအရက်ကိုလုံးဝကိုမတုံးဆွဲရပါဘူး။ ဒါဟာအင်မတန်အရေးကြီးပါတယ်ကိုယ်ဆောင်မေမေတို့အတွက်လည်းအကျိုးမရှိသလိုကလေးကိုလည်းထိခိုက်မှုအများကြီးရှိပါတယ်နံပါတ်၄ချက်နေနဲ့ကကြတော့ကိုယ်ဆောင်မေမေတို့ဟာနေ့စဉ်ပုံမှန်အနည်းဆုံးလမ်းကို15မိနစ်ရှောက်ပေးတင်ပါတယ်လမ်းရှောက်ခြင်းဟာမေမေတို့အတွက်သွေးလည်ပတ်မှုကောင်းစေသလိုကလေးတော်လေအထောက်ကူအများကြီးပေးပါတယ်။နံပါတ်5ချက်ကတော့နေ့စဉ်မေမေတို့ဟာရေ မြန်မြန်တောက်သုံးပေးတင်ပါတယ်ရေမြန်မြန်တောက်သုံးခြင်းဟာအမိရဲ့သွေးလည်ပတ်မှုကောင်းစေတယ်လို့နောက်တစ်ခုကကလေးစီကိုလည်းဒီရေမွှားရေတွေကိုပုံမှန်မခမ်းသွားအောင်မနှဲဝါအောင်ထိမ့်သိမ့်ပေးပါလေရေပြင်အုံရေတောက်သုံးခြင်းကလည်းအထူးကောင်းမွန်ပါတယ်ဒါပေမဲ့ကိုဝန်ဆောင်မိခင်တွေမှာစီတူရှိနေတဲ့သူတွေဆိုရင်တော့အုံရေတောက်သုံးခြင်းကိုတတိထားတင်ပါတယ်နံပါတ်6ချက်လေးကတော့စိတ်ဝင်စားဖို့ကောင်းတယ်နော်ကလေးလေးရဲ့အုံနောက်က ဒီခုနလနောက်ပိုင်းမှာဆိုရင်ပို့ပို့ပြီးတော့ဖွင့်ဖြူလာပြီเนาะသူကအမေရဲ့ဘိုက်အပြင်ထဲကအတန်တွေကိုဒီစပြီးတော့ကြားရပြီပေါ့အဲ့ခါကျတော့မေမေဖေဖေတို့ကဒီဘိုက်လေးကိုပို့ပြီးတော့မှနေစဉ်စကားပြောပေးတာတချင်းဆူပေးတာဒါမှမဟုတ်တချင်းလေးဖွင့်ပြတာပုံမြင်လေးဖတ်ပြတာဟာသူ့နဲ့ကိုယ်နဲ့အချိတ်ဆက်ရပြီးတော့သူ့ရဲ့အုံနောက်လေးတွေကိုလည်းလှူရှားမှုလေးတွေဖွင့်ပြမှုတွေကိုပို့ပြီးတော့အားကောင်းစေပါတယ် နော်ဒါလေးကတော့စိတ်ဝင်စားဖို့အရင်ကောင်းတဲ့ချက်နော်ဒါလေးနေ့စဉ်လုပ်ပေးမယ်ဆိုရင်ကလေးကဖွံ့ဖြိုးမှုအရင်ကိုသိတာလာပါတယ်နော်အဲ့ကြတော့ဒီကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မှမေမေတို့ဖေဖေတို့အကျိုးကျေးဇူးတစုံတရာရရှိခဲ့မယ်ဆိုရင်ကျွန်တော်အများကြီးဝမ်းသာပါတယ်ခင်ဗျာကျမ်းမာတန်ဆွမ်းပျော်ရွှင်တဲ့ကလေးလေးတွေမွေးဖွားနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ